အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ review လုပ်ပေးမယ့်ကားလေးကတော့ဒီ Jetor ကနေပြီးတော့ထွက်ရှိထားတဲ့ Jetor 870 Plus 2025 model လေးပဲဖြစ်ပါတယ်။ ော့ဒီကားလေးဒီ Jetor XMD Plus model လေးอ่ะဆိုရင်ကျွန်တော်တို့ချက်တော့မှာ trash သမျှ model တွေထဲမှာအယောင်အဆုံ series ထဲကတစ်ခုဖြစ်တယ်ဗောနော်ဆိုတော့ကျွန်တော်တို့ဒီ Jetor XMD Plus 2025 model လေးကိုတူတူကြည့်လိုက်ရအောင်ဆိုတော့ကျွန်တော်တို့ shape မျက်နှာသားလေးညာနေစကြည့်လိုက်ရအောင်အရှင်းအနေစကြည့်မယ်ဆိုရင်သူ့ရဲ့တီးတသာပြောင်းလဲသွားတဲ့အရာကတော့ကျွန်တော်ဒီ Helen Midi ပဲဖြစ်တယ်ဒီ Helen Midi อ่ะဆိုရင်သူက ဒီ square ပုံစံလေးဖြစ်သွားတယ်ဗောနော် square ပုံစံလေးဖြစ်သွားတယ်ကျွန်တော်ဒီသူက2020 model ကနေဒီကျွန်တော် SMB black ကစထွက်ခဲ့တာဗောနော်ဒါပေမဲ့လို့ကျွန်တော်ဒီ2024အစောပိုင်းလောက်ထိကဒီအဝိုင်းနဲ့ပဲထွက်ခဲ့တာဗောနော်ကျွန်တော်24လေးလေးဒီကောင်ဆိုရင်25ပတ်ကားဖြစ်တယ်25မှာဆိုရင်လည်းသူကဒီ၄တော့ဖြစ်သွားတယ်ဗောနော် square ဖြစ်သွားတယ်ပြီးရင်ဒီမှာဆိုရင်ဒါ LED headlamp ကိုတုံးပေးထားတယ်ဒီမှာ signal light လေးပါမယ်ဗောနော်အောက်တာဆိုရင်ဒီအတုံးလေး၄တုံးနဲ့တော့ ဒီ running light ကိုသုံးမိထားတယ်။ပြီးတော့ရင် alish gray ကတော့ကျွန်တော်နခင်ရခင် model နဲ့ပြောင်းလဲသွားတာကိုမတွေ့ရဘူး။အဲရင်ပုံစံလေးပဲ။အဲ nickel gray လေးပဲဒီမှာဆိုရင် twin sixty camera လေးပါမယ်။ပုံမှာဆိုရင်ချွတ်တော်ဆိုရဲစာသားလေးပါမယ်ပေါ့နော်။ဆော့ဒီအောက်မှာဆိုရင်တော့ကျွန်တော် radar တော့မပါဘူးမြ။ဟုတ်ပါလေ။ ground clearance ကတော့တော်တော်လေးမြင့်ပါတယ်။ high ground clearance က ဆိုဒီအရှိန်ရုပ်ကိုကြည့်လိုက်ရင်တော့ဒါခင်မော်ဒန်နဲ့ဆိုင်ရခင်မော်ဒန်နဲ့ရှင်ဒီဟိုဘောအလီဒီဟလန်ပေါ့နော်အလီဒီဟလန်ဒီဇိုင်းချိန်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဘေးဘက်လေးကြည့်လိုက်အောင်ဆိုဘေးမှာဘေးဘက်ကိုစကြည့်လိုက်တာ ਨੇ ပေါ့နော်ကျွန်တော်တို့ဒီ rain site ပေါ့နော်သူက rain site ကတော့ရခင်မော်ဒန်အတိုင်းပဲဒီဇိုင်းလည်းချိန်သွားတာမရှိဘူးတော့ site က rain site ကတော့ကျွန်တော်တို့20လက်မကိုတုံးမိထားတယ်ပေါ့နော်ပြီးွားရင်ဒီဘက်ဘေးမှာဆိုရင်ကျွန်တော်တို့ chapter အာဆိုရဲဟာလေးကိုကျွန်တော်တို့နီကယ်လေးနဲ့ကွပ်ပြီးတော့အာဒီဇိုင်းလေးဖော်ပေးထားရပါတော့။ဒါလေးလည်းတော်တော်လေး unique ဖြစ်တဲ့ဒီဇိုင်းကလေးပါ။ပြီးွားရင်ဒီမှာဆိုရင်အာဘာမှမှာဆိုရင်လည်းအောက်မှာ360 camera ပါမယ်။ပြီးရင်ချက်တော့ဒီ logo light ပေါ့နော်။အာအဲ့ဒါလေးလည်းပါမယ်။ပြီးတော့ရင် အောက်မှာဆိုရင်သူ့မှာနီကယ်လိုင်းတစ်လိုင်းပါတယ်။နီကယ်လိုင်းကအပြည့်မှာမှဒီအနောက်မှာဆိုရင်ဒီနီကယ်လိုင်းရဲ့အနောက်မှာဆိုရင်ပေါ့နော်ကျွန်တော်ချက်တော့ဆိုတဲ့ ်စာလေးကိုထည့်ပေးထားတာတွေ့ရတယ်ဆိုတော့ပြီးွားရင် body line အနေနဲ့ကသူ့မှာဒီအပေါ်မှာ body line တစ်လိုင်းပါတယ်အောက်မှာလည်း body line တစ်လိုင်းပါတယ်အဲအဲ့ဒါလေးတော့ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့မဆိုးဘူးအဲလုတ်ပေးထားတာလေးอ่ะ body line နှစ်လိုင်းလေးနဲ့လုတ်ပေးထားတာတော်တော်လေး unique ဖြစ်တယ်အပေါ်မှာဆိုရင်ကျွန်တော် ဒီထိုးပန်တဲ့အပေါ်တွေပေါ့နော်ဒီမှာဆိုရင်ကျွန်တော်နီကယ်လိုင်းလေးတွေထည့်ပေးထားတယ်ဆိုတော့သူကနီကယ်လိုင်းကိုအပေါ်လိုင်းနဲ့အောက်လိုင်းထည့်ပေးထားပေါ့နော်အော်ဆိုတော့အပေါ်လိုင်းအောက်လိုင်းအလယ်လိုင်းအောက်လိုင်းတော့နီကယ်၃လိုင်းပါတယ်ဘေးကနေကြည့်လိုက်ရင်ဘယ်လိုပြောရမလဲဆိုတော့အဲ classic sun နဲ့ design မျိုးကိုရတယ်ဗျတော်တော်လေးမိုက်ပါတယ်ဆိုတော့ကျွန်တော်တို့အနောက်လေးတစ်ချက်ကြည့်လိုက်အောင်ဆိုတော့ကျွန်တော်တို့အနောက်လေးကိုကြည့်လိုက်မယ်ဆိုရင်အရင်မော်ဒယ်နဲ့ပြောင်းလဲသွားတာမတွေ့ရဘူး ီမှာ LED လမ်း LED light ဖြစ်ပါမယ်ပြီးရင်ဒီမှာဒီနောက်ကမှမလဲ signal ကသူက branding light ပုံစံလေးကိုသုံးပေးထားလဲဒီမီဒီလေးကအတုံးအတုံးလေးနဲ့သူက LED မီဒီလေးသုံးပေးထားတယ်အောက်မှာဆိုရင်ကျွန်တော်တို့ twist city camera လေးပါမယ်ပြီးတော့ရင်ဒီဘက်ညာဘက်ချက်မှာဆိုရင် H70 plus ဆိုတဲ့စာလေးပါမယ်ပေါ့နော်ပြီးတော့သူ့အောက်ကိုဆက်ကြည့်မယ်ဆိုရင် parking sensor ပေါ့နော် parking sensor ၄လုံးပါမယ်ပြီးတော့ရင်သူ့အောက်ကိုဆက်ကြည့်ရင် ဒီ exhaust လေးပေါက်ကတော့ fake ပြအစ်စ်တော့မဟုတ်ဘူးအစ်စ်ကအောက်မှာဓာတ်ပွဲပါပါတယ်ကျွန်တော်အပေါ်မှာဆိုရင်သူကဒီ brake mill လေးပါတယ်ပေါ့နော် brake mill လေးပါတယ်နောက်ပြီးတော့သူ့မှာဒီ power ticket လေးလည်းပါတယ်ဒီကောင်ကဘာလို့ရောင်းကောင်းနေလဲဆိုတော့လူကြိုက်များနေလဲဆိုတော့အဓိကကတော့နော်သူက 7 seater ဖြစ်လို့ဗျာ7 seater ဖြစ်တယ်အဲပြီးတော့ကျွန်တော်7 seater ဖြစ်တယ်တော့ကဲလို့ကိုအနေနဲ့7 seater ကိုခောက်လိုက်တယ်ဆိုရင်လဲကျွန်တော်နောက်ကကာဂိုစပီးကတော်တော်လေးကျယ်တယ်တော်တော်ကျယ်တာဆိုလူဘာလို့လူကြိုက်များလဲဆိုတော့ဒီကျွန်တော်ထင်တာတော့ဒီအချက်ကြောက်လို့လဲထင်တယ်စဆိုရင်ကျွန်တော်အတွင်းငယ်လေးဆက်ကြည့်လိုက်အောင် ဆိုတော့ကျွန်တော်အတွင်းကန်းကိုစထိုင်လိုက်တာနဲ့ထိုင်ကုန်မျိုးစသတိထားမိတယ်ထိုင်ကုန်လေးကတော်တော်လေး solid ဖြစ်တယ်တော်တော်လေးလည်း is ဖြစ်တယ်အဲသူကအတွင်းကန်းအနေနဲ့က red color လေးပေါ့နော်သုံးမိထားတွေ့ရတယ်ပြီးွားရင်ကျွန်တော်တို့အင်းဆက်စားခြင်းပြောရမယ်ဆိုရင်ကျွန်တော်အတွင်းကန်းကိုစပြောရမယ်ဆိုရင် cargo space နော် cargo space အနေနဲ့ကဒီမှာ cup holder လေးနှစ်ခုပါတယ်ကျွန်တော်တို့ပြီးွားတဲ့ခါကျတော့ကျွန်တော်တို့ဒီ emerald box ဆိုရင်လဲစောက်ကိုတော်တော်လေးနှက်တယ်လဲမှာဆိုရင် အောက်မှာအထဲမှာဆိုရင် ကျွန်တော်ဟိုခူးပေါက်လေးလဲပါတယ်ဗောနော်ခူးပေါက်လေးလဲပါတယ်ပြီးသွားတဲ့ခါကျတော့ကျွန်တော်ဒီ glow pop glow pop area လဲอืมတော်တော်လေးနေသားတစ်ခုထိကျဲပါတယ်မဆိုးပါဘူးဟုတ်ဆိုပြီးွားရင်တကူဒီတကားရဲ့ပန်နမဆိုရင်လည်းရေဘူးနှစ်ဖူးလောက်ကတော့ဒါလေးထည့်လို့ရတာကိုတွေ့ရတယ်။ပြီးွားတော့ကျွန်တော်တို့ dashboard လေးကိုတစ်ချက်ကြည့်လိုက်အောင်။ကြော dashboard ကိုကြည့်မှဆိုရင်လည်းအပေါ်မှာဆိုရင်ဒီမှာကျွန်တော်လေသာအသားလေးသုံးပေးထားတယ် ဒီနေရာကတော့ fiber လို့ plastic ဟိုအသားလေးလည်းတုံးပေးထားတယ်။အောက်မှာဆိုရင်ဒါလုံးဝလေသာဒီတော့ဒီ seat ထိုင်ကောင်ကလေသာအသားအတိုင်းပဲပေါ့နော်။တုံးပေးထားတော့တွေ့ရတယ်။ပြီးွားရင်ကျွန်တော်ဒီအလဲကိုကြည့်မယ်ဆိုရင်လည်းဒီမှာကထိုင်ရွာပေါ့ကျွန်တော်ဖုန်းထားလို့ရတဲ့ area တစ်ခုပါတယ်။ပြီးရင် USB port နှစ်ပေါ့ပါတယ်။ပြီးွားတဲ့ခါကျရင်ကျွန်တော်ဒီမှာပေါ့နော်။စပြီးကျွန်တော်ပြောမှာပေါ့နော်။ကျွန်တော် 2024အစောပိုင်းနဲ့ဒီ25 24လေး2025နဲ့ဘာအဓိကကွာခြားသွားလဲဆိုတော့ကျွန်တော်ကတည်းကပြောထားတဲ့အချက်ကကွာတယ်မိသီးပေါ့နော်နောက်တစ်ခုကွာတာကဒီ gear design ပါ gear design ကတော့အတူလေးဖြစ်သွားပြီပေါ့နော်ပြီးွားရင်အဓိကကကျွန်တော်မြင်သာလုံးပြပေးမယ်ဒီနေအားပေါ့နော်ဒီ position နေရာလေးချိန်သွားတယ်ပေါ့နော်ဒီမှာဒီ EPS တို့ဘာတို့ auto hold တို့ function design လေးချိန်သွားတယ်ဒီအုံလေးချိန်သွားတယ်ပေါ့နော်နေရာ အဓိကထားပြောင်းတယ်ဗောနော်အဲ့ဒါလေးပြောင်းလဲသွားတယ်ဆိုတော့ဒီသူ့ရဲ့ဒီ climate control နဲ့ပတ်သက်လို့ရှင်ဗောသူကတော့အကုန်လုံး touch ရှင်နဲ့ဖြစ်သွားတယ်ဗောနော်ဒါပေမဲ့ climate control ကတော့ dual zone တော့မဖြစ်ဘူးအာ touch response ကတော့မိုက်တယ်တော့ simoner အနေနဲ့ကတော့ကျွန်တော်တို့ driver seat တစ်လုံးပဲပါတယ်အဲအဲ့ဒီခုလေးတော့ကျွန်တော်တိတ်အားမရဘူးအဲစီမွန်နာနှလုံးပါရင်တော့မိုက်မယ်လို့ထင်တယ် อืมจันเนี่ยปั้นก็တော့ဒီဒေါ်ပန်နယ်တွေရဲ့ quality ကတော့တော်တော်လေးမိုက်တယ်ဗျအဲချိဖြစ်တယ်ဆိုရခံစားချက်ကိုမရဘူးတော်တော်လေးမိုက်တယ်ပြီးတော့သူ့မှာဆိုရင်တော့ကျွန်တော်တို့ဒီ panoramic sunroof လေးလည်းပါတယ် so ကျွန်တော်တို့ဒီ infotainment screen အကြောင်းလေးကိုပြောလိုက်ရအောင်သူက infotainment screen မှာဆိုရင်ဘာတွေလုပ်လို့ရတယ်ဆိုရင်ကျွန်တော်တို့ဟိုသူ့မှာဆိုရင်360 camera ပါတယ် ပြီးသွားတဲ့ခါကျတော့ကျွန်တော်ဒီမှာဆက်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့အဲကာပစ်ဆိုတဲ့ application တွေပါနော်ဖုန်းနဲ့ချိတ်ပြီးသုံးလို့ရအောင်နော်ဒီမှာတော့ Apple CarPlay တော့ Android Auto တော့မပါဘူးဒီချက်တော့ကျွန်တော်တိတ်အားမရဘူးအဲပြီးတော့ကျွန်တော်ဘာတွေပါအောင်လဲတစ်ချက်ဆက်ကြည့်လိုက်မယ်ဆက်ကြည့်မယ်ဆိုတော့ကျွန်တော် setting ထဲကိုသွားလိုက်တယ် drive frame မှာဆိုရင်ဒီမှာဆိုရင် blind spot detection ပေါ့เนาะဒါပေမဲ့ကျွန်တော် blind spot detection ကိုကျွန်တော်လိုက်ရှာတော့မတွေ့ဘူးဗျဒီထဲမှာလေအာ lane departure run ပါတယ် steering mode အနေနဲ့ comfortable ထားလဲ sport mode ပါတယ်ပြောအာဒီမှာတော့ sound နဲ့ပတ်သက်တဲ့ဟာတွေပေါ့เนาะပါမယ်ပေါ့เนาะတော့ပြီးွားရင်အာ time former ဆိုတော့ဒီ information screen ကတော့ရိုးရှင်းရှင်းပဲဗျတိုက်တော့ထွေထူးထူးအများကြီးပါတာတော့ကျွန်တော်မတွေ့ရဘူးပြီးွားရင် ဒီ steering ဒီဘောကျွန်တော် gear shift ကအောက်မှာဆိုရင်ကျွန်တော်ဒီမှာဆိုရင် electronic parking brake ပါတယ်ပေါ့နော်ပြီးွားရင်ဒီမှာ auto hold function လေးပါမယ်ဒီမှာကတော့အာကျွန်တော်ဒီဇုံမီလေးပေါ့နော်ပြီးရင်ဒီကောင် history control လေးပေါ့နော်ကျွန်တော်ပြီးွားရင်ဒီကောင်လေးကတော့ကျွန်တော်ဒီ infotainment screen ကို control လုပ်ပေးတဲ့ဟာလေးပေါ့နော်အာဒီကဲ၍တင်းအနေနဲ့ touch နဲ့အသုံးမပြုခြင်းဆိုရင်လည်းဒီ physical button လေးနဲ့အသုံးပြုလို့ရတယ်ဒါဆိုရင် volume အတိုးချက်အဲဒါဘယ်ညာရွှေ့တာပေါ့နော်အာ ဒီအားလေးပေါ့နော်ပြီးရင်ဒီခလုတ်ကလေးဒီခလုတ်လေးရကြတော့ကျွန်တော်အောက်ကိုဆွဲလိုက်ပြီဆိုရင် ego mode sport mode chain နဲ့ကောင်းပေါ့နော်အဲ့တော့အရှိကိုဆွဲလိုက်တယ်ဆိုရင်သွားဟို360 camera ကိုတန်းပြီးတော့ပြပေးတာပေါ့နော်ဒါကတော့ deep function လေးပေါ့နော်ဆိုတော့ကျွန်တော်ဒီ digital cluster မှာဆိုရင်ပေါ့เนาะကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဘာတွေသုံးလို့ရလဲဆိုရင်ဒီမှာ driver information တွေကြည့်လို့ရတယ်အဲပြီးွားရင် maintenance mileage ပေါ့เนาะပြီးွားရင်အဲဟိုပါပေါ့ကျွန်တော်တို့ဒီ tire pressure တွေ driving assistant တွေ tire pressure information တွေအကုန်ကြည့်လို့ရတာပေါ့နော်အ digital cluster ရဲ့ resolution ကတော့မိုက်ပါတယ်အင်းတော်တော်လေးအော် resolution ကောင်းတယ်ညက်နေထဲမှာတော့မပါဘူးပြီးရရင် steering ပေါ့နော် steering grip ကလည်းကောင်းတယ်တော်လေးသာချိုးချုပ်လေးနဲ့ပဲဘယ်ဘက်မှာဆိုရင်ကျွန်တော်တို့ဒီဘက်မှာ multimedia ဘက်နဲ့ပတ်သက်တဲ့ mode ကြီးချိန်တဲ့ဟာလေးပါတယ်ကျွန်တော် ဘယ်ညာဘက်ဘယ်ဘက်မှာမော sorry sorry ဘယ်ဘက်မှာညာဘက်မှာဆိုရင်တော့ cruise နဲ့ကြောဒီမှာဆိုရင်ဒီ digital cluster ကို control လုပ်လို့ရတယ် cloud တွေပါမယ်ပေါ့နော်ပြီးရင် ကျွန်တော်ဒီ steering ရဲ့ကျွန်တော်ဘယ်ဘက်ကိုဆက်ကြည့်လိုက်မဆိုရင်ကျွန်တော်ဒီမှာမိကြီးအတင်အချာဆိုတဲ့ဟာလေးပါတယ်ဒီမှာနောက်ဖုန်းမော်တာပါတယ်ဒီမှာဆိုရင် traction control ဆိုတဲ့ cloud ကလေးပါတယ်ပေါ့နော်ဟုတ်ဆိုတော့ကျွန်တော်အနောက်ကိုဝင်ကြည့်လိုက်တယ်ဆိုရင်ကျွန်တော် အဲတော်တော်လေး comfort ဖြစ်ပါတယ်ထိုင်ရတာလေနောက်တခန်းမှာနေနေဆိုရင်လေကျွန်တော်ထိုင်ရတာကျွန်တော်ရှေ့မှာကျွန်တော်မောင်းလိုက်ကြ driving နေရာမှာထားတယ်အာကျွန်တော်စိုးပါဘူး horn လည်းတော်တော်လေးမြင့်ပါတယ်ဆိုတော့ဒီအောက်မှာဆိုရင်ကျွန်တော်တို့ဘာတွေပါလဲဆိုရင်တော့ကျွန်တော်တို့နေအောက်မှာ USB port နှစ်ပေါ်ပါတယ်ဒီမှာပစ္စည်းအနေနဲ့ထားလို့ရတယ် space လေးတစ်ခုပါမယ်ဒီမှာဆိုရင်နောက်တွဲ air con pad နှစ်ခုပါမယ်ဗောနော် ပြီးွားရင်သူ့မှာအာကျွန်တော်တက်ရိုးလေးပါတယ်ချော့အဲ့တက်ရိုးလေးကိုတစ်ချက်ကြည့်လိုက်အောင်လူထိုင်ရတာဘယ်လိုနေလဲဆိုတာလေဆိုတက်ရိုးမှာထိုင်ရတာဘယ်လိုနေလဲကျွန်တော်အနေနဲ့ကတော့ဒီတက်ရိုးမှာထိုင်ရတဲ့ဟာလေကျွန်တော်အရှိမ90 plus review လောက်ခဲ့ဘူးတယ်ပေါ့နော်အာဒါပေမဲ့90ဘလလောက်တော့မကျဲဘူးညာ90ဘလလောက်မကျဲဘူးကျွန်တော်ကတော့ခန္ဓာကိုယ်ကသေးတဲ့ပိန်တဲ့အတွက် အဲကျွန်တော်အနေနဲ့တော့ထိုင်ရတာကတော့အာချေတယ်ဒါပေမဲ့ကျွန်တော်အမ်မျိုးရင်းဆိုရင်တော့အဆင်ပြေပါတယ်ကျွန်တော်ခံလာကုန်နေဆိုရင်လေအဲ highway ဆိုရင်တော့တိတ်ချာကျွန်တော်ဒူးညောင်းပါဗျာဆိုတော့နောက်ခုံကအဲခနာကိုအဥပမာ hero တော့မစိုးပါဘူးကျွန်တော်9ပြ16လောက်ကတော့ထိုင်လို့ရတယ်ဗောနော hero ကလေအဲအဓိကပြောချင်တာခနာကိုကြီးရလို့ဆိုရင်နောက်ခုံကထိုင်လို့ရမှာမဟုတ်ပါဘူးအဲကဲပြီ ခနာကိုကပိန်တဲ့လူအော်ပေါ့နော်ခနာကိုသေးတဲ့လူဖြစ်မယ်နောက်ပြီးရင်အအရက်အနေနဲ့လက်တအားမရှိတဲ့လူဆိုရင်နောက်ခုံကအဆင်ပြေလိပါလိမ့်မယ်ခလေးအတွက်ဆိုရင်တော့လုံးဝအဆင်ပြေတယ်လုံးဝလုံးဝကိုပြေတယ်ပေါ့နော်ဆိုလိုတာတားကြီးမချင်းတယ်လို့တားကြီးလည်းမချဲဘူးဗျအော် 90+ ဆိုရင်ကျွန်တော်တို့နောက်ခုံတန်းက ကျွန်တော်လူကြီးတယောက်အနေနဲ့ကောင်းကောင်းထိုင်လို့ရပါမယ်ဒီမှာကတော့အခဏကိုဟိုအနေနဲ့ကြီးတဲ့လူဆိုရင်တော့အဆင်ပြေမှာမဟုတ်ပါဘူးအကျွန်တော်တို့တောင်းတောင်းဒီခဏကိုအနေထားအသေးတော်ရဲ့လူဆိုရင်တော့အဆင်ပြေပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ test ride လေးမောင်းကြည့်လိုက်အောင် အော်အခုမှသတိရကျွန်တော်ဒီကားမှာလေအဲထူချတာလေးတစ်ခုပြောပြမယ်အဲ့ဒါပြောင်းလဲသွားတဲ့အရာ2022ကနေ2024အစောပိုင်းဒီကားမှာ2024လိမ့်နေဒီ2025မော်ဒယ်မှာနောက်မှ5ချက်က original အမဲဖြစ်သွားတယ်ဒါကရင်မော်ဒယ်နဲ့လုံးဝပြောင်းလဲသွားတဲ့အရာပေါ့နော်ဆိုတော့ကျွန်တော်ပြောင်းလဲသွားတဲ့ဆိုတဲ့အရာ၃မျိုးဖြစ်သွားပြီပေါ့နော်ရှေ့မီဒီပြောင်းတယ်အလဲအလဲဒီဟိုကကျွန်တော်ဒီ gear design ကြီး change နေပြီးရင်နောက်မှ5ချက် original MA ဖြစ်တယ်ဒီသုံးချက်ကတော့အရင် model နဲ့လုံးဝမတူတော့ပါဘူးဆိုတော့ကျွန်တော် test strike လေးဆမ်းမယ် test strike ဆမ်းမယ်ဆိုတော့ကျွန်တော်တို့တစ်ချက်ပေါင်းကြည့်လိုက်အောင်ဆိုတော့ဒီကားရဲ့ engine power က 1500cc turbo truck engine ကိုသုံးမိထားတယ်ကျွန်တော်ပြီးတော့ transmission အနေနဲ့ကတော့ sit dcg transmission ကိုသုံးဝေးထားရပါတော့ horsepower အနေနဲ့156 horsepower ထွက်တယ်ကျွန်တော်မောင်းတာဘယ်လိုနေလဲမောင်းတာဘယ်လိုနေလဲဆိုတော့ ကျောဒီအရင် S70 ထက်ဆိုင် gear lag ကနေသွားတယ်ဗောနော် gear lag နေသွားတယ်အော်ကျွန်တော်အမ်ဘယ်လိုပြောမလဲဆိုတော့အထွက်ကလေးတော့နည်းနည်းလေးဤတယ်ဗျအမ် sport မှာထားမောင်းရင်တော့တိတ်မသိတာဘူးအဲအထွက်တော့နည်းနည်းလေးဤတယ်အပြင်သံကတော့မကြားတလောက်ပဲ အတာယာ noise ဆန်နည်းနည်းလေးရှိတယ်ဒါပေမဲ့ဟွာဗောနော်အာလက်ခံလို့ရတဲ့အနေထားပါဟိုမဆိုးမဆိုးကြီးမဟုတ်ဘူးတော်တော်လေးမိုက်တယ်ကြိုက်တယ်အပြီးွားရင်ဒီကောင်ရဲ့ suspension က muffler ဆန်နဲ့ marilyn ကိုတုံးပေးထားတယ် suspension ပိုင်းကတော့လုံးဝအားရတယ်လုံးဝ very nice အယမ်းမိုက်တယ်ညိမ့်နေကျွန်တော်ထင်တယ်ဒီကားကိုကြိုက်တဲ့လူကဒါကြောင့်ကြိုက်တာလို့ပဲကျွန်တော်ထင်တယ်အာကျွန်တော်ထင်ပြောရရင်ဗျာကျွန်တော်ဒီကောင်တွေကကျွန်တော်25 function ကတိတ်မစုံရာကွန်းလည်းပြောတယ်ဒါပေမဲ့ဘာကြောင့်လူကြိုက်များလဲဆိုရင်ကျွန်တော်အထင်ပြောတာ dashing dashing ပေါ့နော် dashing ဒီကောင်လည်းဆို dashing နဲ့ရှင်းအောင်နော် 90plan ကတော့ထား 90plan လည်းဆိုရင်ဒီကောင်ဈေးကအရန်กว่าတော့လေတော့ dashing နဲ့ရှင်းလိုက်အခါကျရင်ကျွန်တော် dashing က function စုံတယ်ဗျဒါပေမဲ့ဒီကောင် function မစုံဒါပေမဲ့ဘာမှသွားပြီးသိတာလဲဆိုရင် dashing ကကျတော့လူငယ်ကြိုက်တယ်ပေါ့နော်ဟိုချင်းနေဒီကောင်ကတော့ဒီ dashboard အတွင်းကန်းတွေကနည်းနည်းဟိုဘယ်လိုပြောမလဲဆိုတော့ classic sound နဲ့ပေါ့နော် ဆိုဘယ်လိုပြောမလဲဆိုတော့ညင်ညောင်မှုပိုင်းမှာဆိုရင်ဒရှင်ကဒီကောင်မမှီရတော့သေးကြတယ်အဲဒီကောင်ကညင်ညောင်မှုပိုင်းမှာဒီကောင်အားတာတယ်နောက်ထဲဝါတယ်ပေါ့နော်အော်ဒီအလုံးအထည်တွေကထဲဝါတယ်음မော်ရယ်ဖီလင်ကတော့ချက်တော့ဟိုဒရှင်ဝမ်မစစ်ကတော့တာလောက်တယ်ဗျဝမ်မ5ဆိုရင်တော့ကျွန်တော်ဒီကောင်ကိုပိုကြိုက်တယ်အဲဒရှင်ဝမ်မ5တက်ဆိုင်ဒီကောင်ကဝမ်မ5ကိုကျွန်တော်ပိုကြိုက်တယ် အဲစပွန်မှာထားမောင်းရင်တော်တော်လေးမောင်းကောင်းတာကိုတွေ့ရတယ်အဲပြီးွားရင်ဒီကောင်းမှာလေအဲ့အထွက်ကလေးပဲဗျဒါပေမဲ့အချိန်ရသွားလို့ကျွန်တော်တာကိုပွင့်သွားတဲ့အချိန်ဒီမှာဆိုရင်ကျွန်တော်ကားကိုနင်းနေဆိုရင်နင်းသလောက်ကိုပါတယ်အာအဲ့ချိန်မှာဟိုကားကြော်တာမျိုးတွေမှာထုံပီပီ EPP မျိုးနဲ့ကျွန်တော်ခံစားနေရတဲ့ feeling မျိုးကိုကျွန်တော်မခံစားရဘူးပေါ့နော်အဲ့လေးမိုက်တယ်อืมချမ်း ဖရန်ကိုဆန်ရှင်မှာတော့ကျွန်တော်အနေနဲ့လက်ရှိမောင်းနေတာက average ပေါ့နော် average ကို100 km ကို10.7မပြရတယ်ပေါ့နော်တွဲတွဲ20လီတာလောက်သွားလိမ့်မယ်ဗျမြို့တွင်ဆို100 km ကို20လီတာလောက်သွားတယ်အဲဆိုတော့ highway ဆိုရင်တော့ကျွန်တော်ထင်တာ maybe 10 out တော့သွားလိမ့်မယ်ပေါ့နော်အင်းဆိုဒီကားရဲ့ driving experience ကိုကျွန်တော်အနေနဲ့ grade block ပေးလဲဆိုရင်ကျွန်တော်အနေနဲ့ကအဓိကကမောင်းတဲ့ feeling မှာတော့ကျွန်တော် B block ပဲပေးခြင်းတယ် A တော့မပေးခြင်းဘူး suspension ကတော့လုံးဝ A block ပါ A block လုံးဝညင်းဟိုဘက်မှာကျွန်တော်လုံးဝအားရတယ်တော့ကျွန်တော်အနေနဲ့ဒီ chapter 8 sample plan 2025 model လေးနဲ့ပတ်သက်လို့ conclusion ဆွဲရမယ်ဆိုရင် အာအတာအားရတဲ့အပိုင်းလေးရှိတယ်လို့ကျွန်တော်အနေနဲ့အားမရတဲ့အပိုင်းလေးရှိတယ်ပေါ့နော်အားမရတဲ့အပိုင်းလေးကိုကျွန်တော်ရေစပြောပေးမယ်အားမရတဲ့အပိုင်းကတော့ကျွန်တော်အနေနဲ့အာ function မဆုံးလားပေါ့နော် function မှာမှာကျွန်တော်ဥမာ sim motor နှလုံးမဖြစ်တာတို့အပက် car play မပါတာဘူးဘိုင်းမှာကျွန်တော်တိတ်အားမရဘူးပေါ့နော်အားရတဲ့အပိုင်းကတော့သူ့ရဲ့ suspension နေအဲပေါ့နော်နောက်ပြီးသွားရင် seven seater ဖြစ်တာနောက်သူ့ရဲ့ရုပ်ထွက်သူ့ရဲ့အတွင်းခံအာ classic sand နဲ့ဟာတွေကိုကျွန်တော်ကြိုက်တယ် အာပြီးတော့မောင်းရတာတော့နည်းနည်းလေးအထွက်ကလေးမှာနည်းနည်းလေး ਈ ရဆိုပေမဲ့ကျွန်တော်တို့အာစပင်နဲ့မောင်းနေတဲ့အချိန်မှာတော့ကားတစ်စီးကိုကြုံရင်တော့အသာတားလေးကြုံလို့ရတယ်အဲ့ဒီဘက်မှာလည်းကျွန်တော်လက်ခံလို့ရတယ်အနေထားပေါ့နော်ဆိုဒီကားလေးကဝယ်ယူဖို့တော့ကျွန်တော်အနေနဲ့ recommend ပေးလားဆိုရင်တော့อืมမိတ်ဆွေ9ယောက်စီးကိုရှာနေတယ်ညင်ညောင်းညောင်းနဲ့မိသားစုစီးကျင်တယ်ဆိုရင်ဒီကားလေးကိုတစ်ချက်တော့စမ်းကြည့်ပါလို့ကျွန်တော်အနေနဲ့ recommend ပေးရင်ဒီ video လေးကိုဒီမှာပဲဆုံးသက်ပါတယ်။